ေးတယ်လို့လုပ်ပြီးတော့မကွဲရမှာကုတ်ကမြင်လုပ်နေဦးလေနော်ကိုကိုပြောတာပါကျွန်တော်ကတော့ဒီဇက်ကားမှာဟိုနောက်ထပ်စီနီယာအကိုမင်းသားအရှိန်နှစ်ယောက်နဲ့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အဲ့တော့ကျွန်တော်ရဲ့ကာရိုက်တာဒီလိုလေးဖြစ်နေမှာပါဒီလိုကျွန်တော်ကဒီဟာအကိုနှစ်ယောက်ကဒီလိုမျိုးပေါ့မနဲ့တဲ့9နာရီခရဲရအောင်သွားမယ်တဲ့တားမျက်နှာတွေတစ်စက္ကန့်မဲ့တွေ့ရတွေ့ရ မင်္ဂလာပါခင်ဗျာဟုတ်ဒီကားမှာတော့ကျွန်တော်ကဆိုပြေဆိုရဲဒါဖုန်းကြီးចောင်းသားလေးနေရာနေပါဝင်ထားမှာပါအတေကြာတော့ကျွန်တော်ရဲ့မစိမ့်တဲ့ပုံစံမျိုးပေါ့ဒါအပြင်မှာအိမ်မှာနေရဲ့ပုံစံမျိုးကာရိုက်တာဖြစ်မှာပါဘာလို့လဲဆိုတော့အဲ့လိုမျိုးဟုတ်ပါပါပြပြရှင်ရနေတဲ့ကောင်လေးတယောက်ပေါ့အဓိကတော့မိမိမွေးလေးကျွန်တော်တို့ production ရာဆိုတော့လက်ခံရမှာပေါ့အဲပြီးတော့ဒါဇက်ကလည်းပွင့်လင်းပြောလို့ရှိရင်တော့ဟို ဟာတာနည်းနည်းရောထားရဆိုပေမဲ့တေးကြာတော့အဲ့လိုမျိုးကြည်နေကြပုံမှန်မြင်နေကြအဲဇကားတကားနေတော့ကွဲထွက်မှာတော့တေးကြာရဘာလို့လဲဆိုတော့ဟို၁၄ရလဲမိုက်တယ်ပေါ့ဟဲ့ရအဲ့ဆိုတော့တောင်းပါပါခင်ဗျဟိုဒီဇကားစရရဆိုကြတဲ့ကျွန်တော်တို့ဒီနောက်ကျွန်တော်တို့ team နဲ့တော့ဟိုဘလိုဘလိုလုပ်မယ်ဘလိုဘလိုလုပ်မယ်ဆိုတော့ဟို meeting တွေခဏခဏတော့ထိုင်ရတာပေါ့ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းပါတဲ့ senior အကိုအမတွေအားလုံးရောဒါပွင့်လင်းပြောတော့အပြင်မှာအကုန်လုံးကခင်နေပြီးသားဆိုတော့အဲ့လောက်ကြီးရှိရောပရက်ရှာတော့မရှိဘူးဒါပေမဲ့ဟို ဒီအလုတ်လုတ်တဲ့အခါမှာတော့ကိုကြောင့်မလို့အမယံပါမှာတော့ဟိုစိုးရင်စိတ်ကတော့ဖြစ်တာပေါ့ဒါဘာလို့လဲဆိုတော့ဒါကဒုတိယကားလေဒုတိယကားပဲရှိသေးရဆိုတော့လေအဲ့တော့ဟို တခြားတော့ကျင်းစင်ထားပါတယ်အကောင်းဆုံးတော့စူးစမ်းတော့မှာပါမင်းသားတော့လူတိုင်းဖြစ်ချင်တာပါလေနော်မင်းသားဖြစ်ချင်လို့လည်းစူးစမ်းကြဒါမဲ့ဟိုအခုလောလောဆယ်မှာတော့ကျွန်တော်ခံယူချက်ကတော့ဟို ကိုကြရာဇယုတ်ကိုအကောင်းဆုံးစူးစမ်းခွင့်မယ်ရချင်တယ်ဘာလို့လဲဆိုတော့ကိုနိုင်တဲ့ဇယုတ်မျိုးပေါ့နော်ဟိုကိုစွမ်းတလောက်ကိုတက်နိုင်တလောက်စူးစမ်းသွားချင်တယ်အဲ့လောက်ပါပဲကိုစွမ်းတလောက်တော့ကိုစူးစမ်းခဲ့ပါတယ်လိုအပ်ချက်တွေရှိရင်လည်းနားလည်ပေးပါဒါမဲ့တေချာတာကတော့ဟိုရိုက်ခဲ့တဲ့ကားတိုင်းတကားပြီးတကားကတော့ ိုအစွမ်းရှိတော့စူးစမ်းခဲ့ကြခဲ့တာကြီးပဲပေါ့နော်အဲ့အချိန်မှာကိုအဲ့လောက်ဆိုရင်ဒါပေမဲ့ခုနောက်ပိုင်းတော့တေးကြအရင်ထက်တော့ပိုပြီးတော့လုံနိုင်လာပါဘယ်လိုမှမနေဘူးကျွန်တော်ပုံစံတိုင်းပဲကျွန်တော်နေရာသူတို့ကသူတို့ချစ်နေနော် ဒီပုံစံပဲနေရကျွန်တော်အပြင်အပြင်ဟိုလိုရအောင်လဲကျွန်တော်စိတ်ရင်းပေါ့အပြင်မှာလဲကျွန်တော်အဲ့လိုပြီးမဲ့ပေါ်ပါပါပဲပြီးတော့ရွှေမဲဖြတ်တန်းတယ်သူတို့နဲ့ဆိုလဲရန်ဖြစ်ရင်လဲဖြစ်နေရချင်းရင်လဲဖြစ်နေရအခုပဲထားပြီးတော့ရိုက်ရင်လဲရိုက်နေအဲ့လိုမျိုးပါပဲအဓိကတော့ကျွန်တော်ပုံစံတိုင်းနေလို့လဲကျွန်တော်ပုံစံကိုလက်ခံတာလေနော်အဓိကလှုပ်ယူထားရဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်လှုပ်ယူနိုင်မှာတနစ်လှုပ်ယူနိုင်မှာလားတလားလှုပ်ယူနိုင်မှာလားအဲ့လိုရှိရပေါ့နော်အဓိကအဲ့လိုလှုပ်ယူမထားတဲ့ ဟိုရက်တီချက်ကြောင်းမို့လို့လည်းဒါအခုကျွန်တော်ပုံစံဆိုရင်ဒါကတော့ဗီတာမင်လိုပုံစံရှိရဲ့ဒီပုံစံငါချစ်တယ်ဆိုတာနေဖြစ်တာပေါ့မို့လို့ရှင်တော့ဟိုအစားတော့အေးသလိုလုပ်ပြီးတော့မှကိုယ်ရမှာကုတ်ကမြင်လုပ်နေဦးလေနော်ကိုကိုပြောတာပါအဲရင်းချစ်တယ်ဆိုတာမနေ့ကဆိုလို့ရှင်လည်းကျွန်တော် post လေးတွေ့ရလေတေချာဟိုဟိုဟာစောကြီးကြုံမတင်တာလာမှာဆိုလို့ လာမှာဆိုလို့လာမှာဆိုလို့ဆိုအလုပ်တွေဖြတ်လာမှာဆိုလို့ဒီလားဒါမဲ့လည်းလာကြပါတယ်ဟိုအားတဲ့ရုံးအားတဲ့ပေါင်း၈နာရီခွဲမှာအားတဲ့ဟိုအားတဲ့မနေ့တည်း9နာရီခရဲရအောင်သွားမယ်လေတားမျက်နှာကိုတစ်စက္ကန့်ပဲတွေ့ရတွေ့ရအဲ့လိုပို့စလေးတွေ့ရပါတရားခိုင်နှုံးပေါ့တရားခိုင်နှုံးထပ်ပို့ရအားရှင်းတယ်အဲ့ထပ်ပို့ရအားပေါ့ဘာလို့လဲဆိုတော့အငယ်လေးနော်အငယ်ပြီးတော့ပွင့်လင်းပြောလို့ရှိရင်အမှုပညာရိုးရိုးဝါဆင်းသက်လာတယ်မဟုတ်ဘူးပြီးတော့ဟိုပွင့်လင်းတွင်ဘေးမှလည်းဘာမှရှိအောင်မဟုတ်ဘူးအဲ့တော့ ဟိုစ조사တဲ့အခါမှာသူတို့ဘေးနားမှာရှိနေတဲ့ကြောင့်မလို့လက်ကိုကင်ထားပြီးတော့တားလေးဆက်လျှောက်ဆဲပုံစံမျိုးနဲ့ပို့ပြီးတော့ရှောက်နိုင်တာအဲအကြောင်းမလဲပါပါနွေနွေထွေးနေရဆိုတာတက်ကိုတကယ်မိသားစုလိုဖြစ်နေရလေဘာလို့လဲဆိုတော့ကျွန်တော်ဘယ်ချိန်မှပြောနေတယ်ဘယ်ချိန်မှစိတ်ညစ်နေတယ်ဘယ်ချိန်မှဝမ်းနေနေရဆိုတာသူတို့ပဲသိရကျွန်တော်ပါဇက်ကထုတ်မပြောဘူးဆိုရင်တောင်မှသိရအဲကြတော့ဘယ်လိုပြောရမလဲတယောက်နဲ့တယောက်ဆေရှင်ဆက်နေရလို့ပြောရမလားအဲဆိုတော့ဟိုတိကြိုက်သူလည်းစားမလားဥစ္စာတိရောအကြောင်းမစားမလားလို့မေးလိုက်ကျွန်တော်ကိုယ်တိုင်ကလည်းဟို fan boy လို့ပြောမှာပေါ့နော်အဲ့တော့ဟိုကျွန်တော်ကိုယ်တိုင်လည်းအားပေးခဲ့တဲ့အမှုပညာရှင်တွေအတတ်ပညာရှင်တွေအများကြီးရှိရဒီနိုင်ငံမှာရောပြီးတော့ဒါတခြားနေနေရဲမှာပေါ့နော်နိုင်ငံတကာမှာရောရှိရဆိုတော့ဟိုကိုကိုယ်တိုင်ကပြည်သက်ဖြစ်တဲ့အကြောင်းမလို့ပြည်သက်ရင်ထဲမှာဘာကိုခံစားလဲဆိုတော့ကျွန်တော်တကယ်နားလေဘယ်ချိန်မှာဘလို့ခံစားရလဲဘလို့မျိုးတရင်ထွက်ရင်ဘလို့မျိုးခံစားရလဲဆိုတာသိရသိရကြတော့ဟိုသူတို့ကလည်းကျွန်တော်အကြောင်းအောင်ကြတော့အရင်ကတည်းက ကိုသားလေးတယောက်လိုမျိုးကြည့်ရေးဒီချင်းကြီးနဲ့ကြည်လာဆိုတော့ဘယ်ချိန်မှာဘာဖြစ်နေလဲဆိုတာသိရပါတော့အဲ့တော့ဟိုနှစ်ဦးနှစ်ဖက်နားလည်မှုရှိရဆက်ဆံရေးဆိုဘယ်ဆက်ဆံရေးမျိုးကောင်းနေလဲเนาะလုပ်ငန်းခွင့်ပဲဖြစ်ဖြစ်ဒါသမီးသားဆက်ဆံရေးပဲဖြစ်ဖြစ်အခုလိုမျိုးဒါကျွန်တော်တို့ဟိုပရိသတ်နဲ့ကျွန်တော်အမှုပညာသမားနဲ့ဆက်ဆံရေးပဲဖြစ်ဖြစ်ကဘယ်ဆက်ဆံရေးပဲအနေနဲ့အဲ့လိုမျိုးစိတ်ချင်းနားလည်မှုရှိနေဆက်ဆံရေးကောင်းပါတယ်အဲ့ကြောင့်မို့လို့ကျွန်တော်ရေးရှည်မြဲရပါတော့။အဲကျွန်တော်ကတော့ဒီဇက်ကားမှာဟိုနောက်ထပ်အစီနီယာအကိုမင်းသားအရှိန်နှစ်ယောက်နဲ့တွေ့ရမှာဖြစ်ပါတယ်။အဲ့တော့အဲ့တော့ကျွန်တော်ရဲ့ character ဒီလိုလေးဖြစ်နေမှာပါ။ ဒီလိုကျွန်တော်ကဒီဟာအကိုနှစ်ယောက်ကဒီလိုမျိုးပေါ့အဲ့လိုလေးတော့ဖြစ်နေမှာပါအဲ့တော့အားလုံးပဲစောင့်ကြည့်ပေးကြပါတေချာဘောက်ကတော့ဟိုခုနပြောသွားတယ်လို့ပေါ့နော်ကောမဒီပါတယ်ဆိုပေမဲ့လည်းကောမဒီကြီးတီးတတ်မဟုတ်ခဲနဲ့အဲဟော Jason Mira Horror Vibe လေးရပါမယ်ပြီးတော့အဲကြည့်လို့လည်းကောင်းပါပါပြီးတော့ညင်နေကြမဟုတ်တဲ့ဗီတာမင်ကိုမြင်ရမှာပါခင်ဗျာ အဲ့တော့အလုံးမဲ့မီမိုဒူရေရှင်နေပြီးတော့ရိုက်တယ်ဒီရိုက်ရစားဆိုရယ်ကားကြီးကိုဒါရိုက်ကူးနေတဲ့ကာလမှာရောပြီးတော့ဒီလက်ကူးပြီးတဲ့အခါရောဒီပြတ်သားတဲ့အခါမှာရောအလုံးမဲ့ဟိုကြီးစုပြီးတော့အားပေးကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်